ဒီနေ့မိတ်ဆွေတို့လုပ်ပေးမဲ့ tutorial လေးကတော့ Presona Studio 17အသံဖန်း software မှာ vocal drum bass တို့ကိုတလိုင်းချင်းခွဲထုတ်တဲ့နည်းလမ်းလေးဖြစ်ပါတယ်။အရင်ဆုံးကျွန်တော်တို့ sound out က input file keyboard shortcut အနေနဲ့ CTR ရဲ့ shift o ကိုတွဲနှိပ်လို့ရပါတယ်။မကျွန်တော်တခြင်းတစ်ပုတ်ကိုဆွဲထည့်လိုက်မယ်ကျွန်တော်သုံးနေကြတခြင်းလေးပဲဆိုမင်းတူရတခြင်းလေး ချီမှလူတွေချုပ်ချက်ကနေတဲ့ဘဝကြောင့်မယုံတည်လုံးရှုံလို့နေတဲ့ထုံးစံတိုင်းဒီချင်းလေးကိုနမူနာခွဲပြသွားမှာပဲကျွန်တော်ဒီ audio track ရဲ့အပေါ်မှာညာ clip နှိပ်လိုက်ပါမယ်ပြီးအောက်က audio ဆိုတာရှိတယ်အဲ့ထက်က audio processing အောက်မှာဒီမှာ separate stand ဆိုတာရှိတယ်ဒီ separate stand က original မပါဘူး prisoner studio 17 twin ပြီးသွားရင် နောက်ထပ်သွင်းရတယ် pre-sown နက်ကပဲထုတ်တယ် stand separation ဆိုတဲ့ plan လေးဖြစ်ပါတယ်တည်တည်လေးပါပဲဒီကောင်းကိုကျွန်တော်နှိပ်လိုက်မယ်ဒီလို box လေးကြာလာပါမယ်ကြာလာရင်ဒီမှာ vocal ရှိမယ် drum ရှိမယ် bass ရှိမယ်အားသားရှိမယ်အဲ့တော့ကျွန်တော်ခွဲထုတ်ချင်တာ vocal ဆိုရင် vocal အမှန်ချစ်ပေးလိုက် drum ဆိုရင် drum အမှန်ချစ်ပေးလိုက် bass ဆိုရင် bass ကိုပေးလိုက်ကျန်တဲ့ ကီးဘုတ်တွေဂီတာတွေကိုတော့သူကပေးမခွဲဘူးဗျ။သူဒီလိုပေါင်းပြီးထွက်လာတယ်။အဲ့တော့ဒီကောင်းကကျွန်တော် on ထားလိုက်ပါမယ်။ဒီလေးခုလုံးကိုကျွန်တော်ခွဲထုတ်လိုက်မယ်။ okay နှိပ်လိုက်မယ်။သူ process တုံးနေပြီ။ခဏလေးတော့စောင့်မိရတယ်။ time remaining ပြထားတယ်။10မိနစ်ကြော်ကြော်လေးပေါ့နော်။10မိနစ်ခွဲကြော်ကြော်လေး။ ကျွန်တော်ဗီဒီယို edit ကြရင်တော့နည်းနည်းမြန်လိုက်မယ်ပုံမှန်ကတော့1မိနစ်ခွဲကြော်ကြော်လေး2မိနစ်အတွင်းပေါ့ဒါဆိုရင်သူကပထမ line ကို mute ဖြစ်သွားပြီးတော့ဒီမှာ mute ပုံလေးပေါ်နေတယ် speaker ဟောမှာကြက်ချက်ကလေးနဲ့ mute ပုံလေးဖြစ်သွားတယ်အောက်မှာ၄ line ကွက်ထွက်လာတယ်၄ line မှာမှာဒီမှာ so minute vocal ဆိုပြီးပေါ်နေတယ်ဒီမှာ drum လို့ပေါ်တယ် bass လို့ပေါ်တယ်အောက်ဆုံးမှာအားသားလို့ပေါ်တယ် vocal တစ်ခုတည်းကိုကျွန်တော်ရင်ဖွင့်ကြည့်မယ် ဆိုလိုလို့လိုက်မယ်စူလီလာမချီမာလူတွေချုပ်ချက်ကနေတဲ့မွားကြောင့်မဲရပြီလုံရှုံလို့နေတယ်မိဖွဲ့နာမနဲ့ကားရရှုံချက်ခံနေတယ်မွားကြောင့်မဲရပြီလမ်းပိတ်ဆိုးနေတယ်ဟိုအမကောင်းလေတို့ကြီးဒီအမကောင်းလေတို့ကြီးအဲဒါဆိုရင်ပိုကေတန်လေးကိုတော်တော်ရှင်းပါတယ်နော်အရင်ဆောင်းမာစတာထက်တော့မှပိုရှင်းသေးတယ်အောက်ကဒရန်ကို နားထောင်ကြည့်မယ်ဒီမှာ line ကို solo လုပ်လိုက်မယ်အောက်က baseline လေးကိုနားထောင်ကြည့်မယ် အောက်ဆုံးမှာတော့အာသာဆိုပြီးရှိတယ်အာသာတော့ကျွန်တော်ပြောသလိုပဲဂီတာတွေကေဘီတွေအကုန်လုံးပေါင်းထွက်လာတယ်ဒီကောင်နားထောင်ကြည့်လိုက်မယ်တို့အလိုပေါင်းသွားတယ်ဗောနော်

အပေါ်ဟာ vocal ရဲ့ drum ရဲ့ bass ရဲ့ကိုတော့တလိုင်းချင်းခွဲပေးထားတယ်အတန်လေးကြီးလည်းရှင်းတယ် Persona Studio 1 software ကိုသုံးတဲ့လူတွေဒါလေးမသိသေးရင်သုံးကြည့်လို့ရပါတယ်စမ်းကြည့်လို့ရပါတယ် cover ပြန်ဆိုခြင်းတဲ့လူဆိုရင်လည်းဒီ Persona software ထဲမှာဒီ vocal line လေးတလိုင်းကိုဖျောက်ပြီးတော့ vocal line တလိုင်းပဲခွဲထုတ်မယ်ပေါ့နော်ခွဲထုတ်ပြီးတော့ကိုယ့်ရဲ့အဆုံနဲ့ပြန်သွင်းမယ်ပြီးရင် Miss Janjoli ဆွဲလိုက်တာနဲ့ကိုယ့်အတွက် cover song ကောင်းကောင်းတစ်ပုဒ်ဖြစ်သွားမှာပါမသိသေးတဲ့လူတွေ စမ်းသုံးကြည့်ခြင်းတဲ့သူတွေအတွက်ကျွန်တော်သိတရာလေးကိုမျှဝေပေးလိုက်တာပါအားလုံးပဲအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်သိကြတာများရှိရင်လည်းကျွန်တော်ကွန်မန့်မှာမေးထားလို့ရပါတယ်လိုအပ်ရင်ကျွန်တော်ဗီဒီယိုလုပ်ပြီးတင်ပေးပါမယ်ကျွန်တော် channel လေးကိုလည်း subscribe လုပ်ရသေးရင် subscribe လုပ်ပေးပါဦးကြည့်ရှုပေးတဲ့မိတ်ဆွေအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ်